ိုင်တရဏဂုံ၃ပါးနဲ့၅ပါးတိလခံယူဆောက်တည်ပြီးတဲ့အခါမှာသမထဝိပဿနာတရားများကျင့်ကြံပွားများ အထောက်ကြမေဒါကြောင့်မိမိတို့တံပလင်ခွေတဲ့ခန္ဓာကိုယ်ဣရိယာပုဂ္ဂိုလ်ယူခါကိုခတ်ဆန်းဆန်းလေးထား သဗ္ဗလဘောမဉ္ဇဘလက်ကိုတာလေးတင်ဥက္ကံကိုတတိမမထားပြီးတော့ခန္ဓာကိုပြင်းစင်ကလေးကပြင်းတဲ့ပုံစံမပေါ့စေနဲ့တဲ့ဝိရိယရှိတဲ့တတိရှိတဲ့ပုံစံဝိရိယရှိတဲ့တတိရှိတဲ့အယုတ်ထွက်ပါစေအယုတ်ကိုကရှိတယ်နော်ယောဂီတို့ ဝိရိယဖြစ်စေတဲ့အယုတ်တတိကို ဖြစ်စေတဲ့အယုတ်လို့ရှိသေးကြီးလိုက်ကလေးကပြင်းထူထူဆိုရင်တိတ်စင်မပြေဘူးဒါကြောင့်ဖယားရှင်တို့ထိုင်တယ်လို့မျိုးယုတ်ကြီးတော့ခါကောခတ်ဆန်းဆန်းတတ္တိရှိရှိပဲကွယ်ကွယ်ကောက်ကောက်မဟုတ်ဘူး ပုံစံကောကတတိဝီရိယနဲ့ပြည့်စုံတဲ့ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ပုံစံပေါက်နေရမယ်။ဒါကြောင့်ယောဂီတို့ခန္ဓာကိုယ်ကြီးကိုတည်တောင်းတည်တံဖြစ်အောင်ပြင်ဆင်လိုက်ပါ။ ဘိယံဘုံဘုံတော်သာဃာနုပတိဘာဝနာဥပသမနုပတိဘာဝနာတိလာနုပတိဘာဝနာအဲ့ဒီဘာဝနာကိုပွားများကြမယ်စုပေါင်းပြီးတော့ပွားများကြ သာဃာလုံးတတိဆိုတာမိမိရဲ့လူဒန်းစွန့်ကြေးထားတဲ့ရှင်နေများကိုပြန်လေတရိယတာသီလာလုံးတတိဆိုတာမိမိရဲ့ကိုကျင့်သီလနဲ့ပတ်သက်လို့နှလုံးသွင်းတရိယပီတိဖြစ်တာဥပသမန်လုံးတတိဆိုတာကတော့အေးချင်းမှုကိုယခုဆိုရင်ဒါယောဂီတို့ဘုရားတရားတွေအားထုတ်နေကြတော့ အခြမုတွေအတိရှိကြတယ်အဲ့ခြမုတကိုနလုံးသွင်းပီးတောအဖန်ဖန်တရာအောင်မေစီတအဲ့ဒီဘာဝနာတို့ကဆက်ဆက်မှုရှိနေတဲ့အတွက်ကြောင့်ဒါယောဂီတို့အဲ့ဒီဘာဝနာများပွားများကြမေယောဂီတို့ယခုယောဂီတို့မှာဒါနတိလဘာဝနာ ဒီသုံးခုလုံးရှိတယ်သီလဆိုလေဒါနဆိုလေယောဂီတို့လုပ်နေကြတာပဲတတ်နိုင်သမျှတော့ယောဂီတို့လှူနေကြတာပဲတန်းနေကြတာပဲလူတွေဆိုလေဒါယောရက်ွက်ခြင်းမှာယောဂီတို့ရဲ့လမ်းထင်းမှာယောဂီတို့တဲ့အပြင်တရားလေးမရှိပါဘူးဧဥပုသ္တိလဆောင်းထင်းကြမယ်စောင့်တည်ကြမယ်ဆိုလေ ယောဂီတော်ရာကွယ်ယောဂီတော်လမ်းထင်းမှာယောဂီတော်ရဲ့ရာကွယ်ထင်းမှာယောဂီတော်တဲ့အပြင်ဒါကြီးမရှိပါဘူးဒီပဝန်းကျင်ဒီလူပါပဲတရားဓမ္မအားထုတ်ကြမယ်တရားစကားဝင်ကြမယ်ဆိုလေဒါယောဂီတို့ပဝန်းကျင်ယောဂီတို့ပဲတရားမရှိဘူးအများကြီးမရှိဘူး ဒါဆိုရင်ယုတ်ီတော့ဖယံတရားနဲ့ပတ်သက်လို့ယုတ်ီတော့အများကြီးလောက်နေတယ်လောက်တဲ့အထက်မှာယုတ်ီတော့ဒီရှေ့တန်းရောက်နေတယ်ကိုကိုကိုတတိထားရမယ်နော်ကိုကိုကိုမြှောက်နေတာတော့မဟုတ်ဘူးမြှောက်ပြောနေတာမဟုတ်ဘူးကိုယ်ကိုယ်ကိုကိုယ်အကြောင်းကိုသိအောင်လို့ဘုံဘုံကပြောပြ မပြောလေယောဂီတို့ကတော့ရှိပြီးသားပါပဲဒါနဆိုလေယောဂီတို့ပဲတီလဆိုလေတရားမရှိဘူးယောဂီတို့ပဲဘာဝနာတရားစခန်းဝင်ကြမယ်တရားအားထုတ်ကြမယ်နေ့စဉ်နေ့စဉ်တရားဓမ္မပွားများတယ်ဆိုလေယောဂီတို့ပဲ ယောဂီတို့ရက်ွက်ထေးကလူတွေအများကြီးယောဂီတို့မျက်နှာပဲတွေ့တယ်ကျန်တဲ့လူတွေမတွေ့ပါဘူးယောဂီတို့ရက်ွက်ထေးမှာဘုန်းဘုန်းတို့သိတာယောဂီတို့တမျက်နှာမဟုတ်ဘူးမျက်နှာတွေအများကြီးရှိပါတယ်ဒါပေမဲ့တရားစခန်းဆုံးလို့ဆိုရင်ယောဂီတို့မျက်နှာပဲတွေ့နေရတာပဲဒါဆိုရင်ယောဂီတို့ဒီဓမ္မနဲ့ပတ်သက်ရင် ဘုရားရဲ့သာသနာနဲ့ပတ်သက်ရင်လှူရမလားကြင့်ရမလားထိုင်ရမလားယောဂီရောကရှစ်စုံကဘုရားရှင်ကဗာပြောတတ္တမသဝနံအတိဒုံလဘံသူတော်ကောင်းတရားကိုနံကြားရဖို့ဆိုတာအလွန်ခေရင်နေဒုံလဘ ခေရင်တယ်အတိဒုံလဘအလွန်ခေရင်တယ်အလွန်အလွန်ကိုခေရင်တယ်ဆိုတာကြီးကိုယောဂီတို့ရနေပြီနာလေနာကြာခွင်ရတယ်ကျင်လေကျင်သုံးနေအခက်ဆုံးဆိုတာလူတိုင်းမရနိုင်ဘူးဆိုတာကိုယောဂီတို့ရနေပြီ တပြည့်ကိုကဆရာကြီးပဲပြောရည်ကျန်တဲ့နေရာတော့မသိဘူးဘုရားတရားနဲ့ပတ်သက်ရင်ကိုဒီဆရာကြီးဆိုတာယောဂီတော့မမေ့ပါနဲ့ကိုဒီဆရာကြီးပဲနော်ဘုရားတရားနဲ့ပတ်သက်ရင်လေဆရာကြီးပဲဒါပြန်ယောဂီတော့မှအကုသိုလ်များမရှိတော့ဘူးလားလို့မေးရင်အကုသိုလ်တွေလည်းရှိနေတယ် အကုသိုလ်တွေရှိလိမ့်မယ်ဒါပေမဲ့ဖရာတရားတွေများနေတဲ့အတွက်ကြောင့်အကုသိုလ်ကတော့ဖုံးဖိပြီးတော့ဒီအတိုင်းပြောက်သွားနိုင်မယ်အဟောတိကံနေနဲ့ဒါဖုံးဖိနိုင်သမျှသူကအဟောတိကံဖြစ်သွားမှာပဲဒါကြောင့်ကုသိုလ်များနေရင် အကုသိုလ်ကပြောက်ပြောက်သွားတယ်ဆိုတာ ဟိုအမိုက်ဘုံအောက်ကိုကိစည်းရောက်သွားတယ်လို့ပေါ့မမြင်ရတော့ဘူးသူအကျိုးပေးခွင့်မရှိတော့ဘူးရှိတော့ရှိနေမယ်အကျိုးမပေးတော့အကျိုးမပေးတော့ဘူးဖုံးဖိလိုက်တာကိုဒါကြောင့်ယောဂီတို့အကုသိုလ်များပြီဆိုရင်ကုသိုလ်တွေများများလုပ်ပေးရကုသိုလ်နေလာတဲ့အတွက်ကြောင့်အကုသိုလ်ဆိုတဲ့ဒီအရာဝတ္ထုကြီးကပေါ်လာတာလေဒါဆိုရင်ဖုံးဖိ အရာဝတ္ထုတစ်ခုကိုမမြင်ကျင်လို့မလို့ကျင်လို့သေးတယ်နဲ့ဖုံးဖိတ်တယ်လို့ပေါ့ဆိုပါစို့ယောဂီတို့မိုးတွင်းဆိုတော့လမ်းတွေပြက်တယ်ဘွက်တွေဖြစ်တော့ဘာနဲ့ဖုံးဖိကြသေးနဲ့ဖုံးဖိသေးကနေရင်ဘွက်တွေကတော့ထလာမှာမယ်အသေးများရင်ဘွက်တွေဘလောက်ထထသေးနိုင်တယ်နည်းနည်းကန်2တောင်3တောင်ဖောက်ရလိုက်မယ်ဒီဘွက်ပဲနိုင်မလဲဘလောက်ပဲများတယ်ပြုတ်ပြုတ်ကန်ခေးလုံးတွေချလိုက်မယ်သေးတယ်ဖြစ်လိုက် ဘလောက်ပဲလမ်းမကောင်းဘူးပြို့ပြို့သွားလို့ရတာပဲကားလေးသွားလို့ရမှာပဲလူလေးသွားလို့ရမှာပဲဒါပြင်ဘွက်တွေပြောင်းသွားသလားလို့မေးရင်အောက်မှာတော့ရှိနေတယ်ဘာမှမဖြစ်တော့ဘူးရှိပါစေဘာမှမဖြစ်တော့ဘူးယခုလည်းပဲယောဂီအပေါင်းတို့ကောင်းတော့မှာကုသိုလ်ဆိုတာအမြဲတမ်းရှိနေတဲ့အတွက်ကြောင့်အကုသိုလ်တွေဘလောက်ရှိရှိအဲ့တွေးဖို့မလိုဘူး အဲ့ဒါကြီးဒီကိုတွေးပြီးတော့စိုးရိမ်နေဖို့လေမလိုဘူးအဲ့ဒါကြီးဒီကိုတွေးပြီးတော့ပူပင်နေဖို့လေမလိုဘူးငိုကြွေးနေဖို့လေမလိုဘူးအဲ့ဒါကိုယောဂီတို့ကိုယ်အကြောင်းကိုသိရမယ်ကိုယ်အကြောင်းကိုသိရမယ်နော်တချို့ကမဟုတ်တာကြီးကတွေးငါမဟုတ်ပါဘူးငါမဟုတ်ပါဘူးဟုတ်တယ်ဆိုလေပြောလို့မရဘူး ဘယင်ပလင်ပေါ်ရောက်နေပြီကျလို့ကျွန်တော်ဘယင်မဟုတ်ပါဘူးကျွန်တော်ဘယင်မဟုတ်ပါဘူးလို့ဩတလို့ဖြစ်နေမေအဲ့ဒါကို negative အတွေးတလို့ပြောမှာပေါ့ခက်ခက်စကားနဲ့ပြောရင်ဒါပြင်အခုကမရှိတာကိုရှိလောက်ပြီးတော့ငံအောင်ပြီလို့ဩတာမျိုးမဟုတ်ဘူးလို့ စိတ်ထဲမှာတော့တခါအရေမကောင်းတာတွေကို တွေးပြီးတော့အေးကဘာကြီးရဲ့မင်္ဂလာပါလို့မနှက်မိုးလင်းအပြင်ထွက်ပြီးထပ်អော်တာမဟုတ်ဘူးတကယ်ရှိတာကိုပြောပြနေယောဂီတော့တကယ်လုံနေတာကိုယောဂီတော့သိအောင်ပြန်ပြောပြတာယခုရှိတယ်လေ မိုးလင်းတာနဲ့အပြင်ဝရန္တာထွက်ပြီးတော့ကဘာကြီးမင်္ဂလာပါတမျိုးတော့ကောင်းပါဒါတို့မှ မင်္ဂလာရှိလားမရှိလားတော့မသိဘူးမင်္ဂလာလုံးអော်လိုက်ထားပေါ့ယခုတော့အဲ့ဒီချက်အများကြီးตาတယ်ယောဂီတို့ယောဂီတို့မှဒါနဆိုလေအများကြီးပဲ ဒါနဆိုတာလေမနေဘူးနော်တစုစုခေခေအများကြီးမလူနိုင်ရင်လည်းဟောနာနေနေဒီနာနေနေနဲ့ပေါင်းလိုက်ရင်တိမ်ပေါင်းမနေဘူးနော်ယောဂီတို့တိမ်ပေါင်းမနေဘူးယောဂီတို့ဘလောက်လူထမ်းတယ်လေဘလောက်လူထမ်းလေတော့ဘုဘုတို့လေမတွေ့တော့ ုံဘုကတခါတခါကြောင်းတွေပတ်ပြီးတော့ကြည့်တော့အိုးဒီယောဂီတွေတူ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 လှူလိုက်ကြပြီကိုဒါလေးသွားတရိယဘုံဘုတော့ပိုင်ဆိုင်တဲ့ပြည်စည်းဥစ္စာတခုမှမရှိဘူးယောဂီတော့စုပေါင်းလှူထားတဲ့ဟာကြီးပဲလမ်းကြည့်မလားလမ်းဘေးကတစ်ပင်ကြည့်မလားမြက်ကြည့်မလားကြောင်းကြည့်မလား ရင်ကြည့်မလားကြည့်ရင်မိကြည့်မလားအလုံးယောဂီတော့လူထားတာကြီးပဲဆိုတော့ဒီယောဂီတွေကြီးရဲ့တန်ဖို့တွေခေတ်ကာလနဲ့ကြည့်ရင်တန်ဖို့တွေမနေကြဘူးဒါဖြင့်ဓာရီဘသူလူလာလေးလို့မေးရင်ယောဂီတို့ပဲယောဂီတို့ပဲတရားမကြီးကလာလူလာမဟုတ်ဘူးဒီယောဂီတွေပဲစုပေါင်းပြီးတော့လူလာကြ ဟာတူတယောက်ကပိုက်ဆံရမ်းရှိလွန်းလို့ပုံအုပ်ပြီးလူထားတာလေမရှိဘူးတယောက်နေ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 စုပြီးလူထားကြတာပဲဒါဖြင့်ယောဂီတို့ကပြောမှာပေါ့တပည့်တို့တော့ဒီလောက်မလူခဲပါဘူးဘယံလို့ပြောကောင်းပြောလိမ့်ယောဂီတို့ခဏခဏလူနေတာပေါက်လိုက်ရင်အများကြီးဖြစ်သွားတယ်ဒါဆိုရင်ယောဂီတို့ ဒါတော်ယောဂီတို့တဏှာတကြောင်ပဲရှိသေးတယ်။ကြံတဲ့နေရာတွေယောဂီတို့ဤစာရာဆရာတို့တွေဘာတွေကြောင်းကံတွေလှူထတာအများကြီး။ဒါဖြင့်ယောဂီတို့နှလုံးသွင်းလိုက်ပါ။ဟောငံတော်မှာမြောက်များစွာသောလူဒန်းစွန့်ကြည်ခြင်းဒါနအများကြီးပါယောလံမြောက်များစွာရှိပါယောလံ ဘလောက်ဝမ်းသာဖို့ကောင်းလိုက်သလဲဘလောက်ဝမ်းသာဖို့ကောင်းလိုက်မလဲယောဂီတို့တွေ့ကြည့်နော်အရင်ဝမ်းသာဖို့ကောင်းတယ်ဗျာတဘဝတခန္ဓာလေးရတာတန်ဖို့ရှိတယ်နော်တန်ဖို့ရှိတယ်ဟိုငါတို့တန်ဖို့သိပြောပြီဒီလောက်လည်းကိုပဲဒီဘဝသိပြောပြီဘာမှမသိဘဲနဲ့သိသွားတဲ့ဘဝတွေလေ အနမတကရေတွက်လို့မရဘူးအနမတကရေတွက်လို့ကို မရတော့ဘူးယခုဘဝယောဂီတော့ဒီလောက်နဲ့တင်ကိုပဲဒါနဒီလောက်ရှိတဲ့ဒါနနဲ့တင်ကိုပဲသိမယ်ဆိုရင်လည်းပဲအတိတ်ဘဝကိုတိုင်းရှင်ကြည့်မယ်ဆိုရင်သိပြောတယ်တေဖို့တိုက်တွန်းတာတော့မဟုတ်ဘူးဒါပေမဲ့ယောဂီတို့ နောင်တရစရာမရှိဘူး။ဩငမ်းမဒါနတည်းလည်းအများကြီးလောက်ပြီးပြီ။ဒါနတည်းလည်းမြောက်များစွာလောက်ပြီးပါပြီယောလာတော့နှလုံးသွင်းလိုက်တိုင်းပီတိတည်းကြီးပဲ။ဒါနဆိုတာလေပြည့်စုံစွာရှိတိုင်းလုံးလို့ရတယ်မျိုးမဟုတ်ဘူးနော်။တရားဆိုရဲစွန့်ကြည့်လူတန်းလိုတဲ့စိတ်ကလေးရှိရအောင်မယ် အခွင့်အခါလေးတင်ရအောင်မေလူတန်းမဲ့ပုံကိုယ်လေးရှိရအောင်မေအဲ့ဒီမှာဘသူကို လူရင်ပို့ပြီးတော့မြင့်မြတ်တယ်လေစာတိမန်တို့ဒိဋ္ဌိစင်ပြီးတဲ့ပုံကိုယ်ကို လူရင်ပို့မြင့်မြတ်အဲ့လိုပါတယ် နောက်ပါတာကတန်ခံကိုယီမှန်းပြီးတော့လူရင်ပို့ပြီးတော့မြင်မြန်အဲ့ဒီနှစ်ချက်ပါကိုလူလိုက်တဲ့ပုဂ္ဂိုလ်ဒီအရိယာဖြစ်နေရင်ပို့ပြီးတော့မြင်မြန်နေနောက်တစ်ချက်ကတန်ခံကိုယီမှန်းပြီးတော့လူရင်ပို့ပြီးတော့မြင်မြန်အဲ့ဒီမှာ အရိယာဒိဋ္ဌိစင်ပြီးတဲ့ပုဂ္ဂိုလ်ကိုလူရင်ပေါ်ပြီးတော့မြင့်မြတ်နေဆိုတဲ့အချက်ကပေါ်ပြီးတော့များများပါတယ်ထင်တယ်။ဟောအရင်ကတော့အရင်အတွက်နဲ့ကြည့်ဘူးလေ။တော်တော်ကြာပါပြီ။နှစ်နှစ်သုံးနှစ်လောက်ရှိပြီ။ဒါဖြင့်ယောဂီတို့မိမိတို့လှူဒန်းလိုက်တဲ့သာသနာတော်ကြီးကိုအဆက်စွာလှူဒန်းလိုက်တဲ့ပြည့်စည်၄ပါးမနေဘူး။ အဲ့ဒါနဲ့တင်ကိုယောဂီတို့ရဲ့ခန္ဓာကြီးကတန်ဖို့တော်တော်မြင့်နေပြီတန်ဖို့တော်တော်မြင့်နေအဲ့ဒါနဲ့ကိုပဲတန်တရားလေရမေဆိုရင်လေးဝေလူဘဝလူလူဘဝလူရှင်သာနတ်ဘဝနတ်ရှင်သာရပြီနတ်ပြည်မှလေးဆင်းရဲတယ်တော့တချို့ကတချို့ကရှင်သာတယ်တလို့ရှိနတ်ပြည်ကနတ်သားနတ်သမီးတွေဟာ ဖယားပွင့်နေမှသူတို့မသိကြတော်တော်များများဘယ်လိုလောက်လောက်သိကြသလဲလို့မေးလို့မေးလို့ဒီဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့လူတွေဟာသိသွားတော့နတ်ပြည်ရောက်တယ်ဆိုပါစို့အဲ့ဒီနတ်တွေဟာတဲ့နတ်ပြည်မှာတကောအယောင်အဝါတခြားနတ်တွေထက်ကိုတောက်ပြောင်နေတဲ့ဒါဆိုရင်နတ်သားနတ်သမီးဖြစ်တယ်ဆိုတာ စိတ်ထားကောင်းလာတော့တခြားတခြားသောဘာသာတွေအဓိကတော့တကယ်ဟိုသာသနာပြင်ပလူရတန်းနာဘာညာရှိရင်လည်းနတ်ပြည်တော်ရောက်တဲ့သဘောရှိရရွာမှာလူရင်လည်းနတ်ပြည်တော်ရောက်မယ်ဒီသဘောပေါ့ဒါရရွာအတွက်လူရင်လည်းနတ်ပြည်တော်ရောက်နိုင်တယ်ဒါပေမဲ့ဘယသာသနာတော်ကြီးကိုလူတန်းထောက်ပံ့ပြီးတော့မှကွယ်လွန်လာတဲ့ဒီနန္ဒနတ်သမီးတွေဟာ တကောအယောင်ဝါပို့ပြီးတော့တောက်ပါတယ်တဲ့တောက်ပါတော့ဟိုမှာရှင်းရှင်းမေးကြတာဟေးအသင်ရဲ့တကောကတော်တော်တောက်ပါတယ်ဘေကလာတော့ဟေးလူကြီးတုံးကဘုရားရှင်စီကောဒီလိုကိုယ်ကိုယ်စီကလို့ဒီလိုဖြစ်တာပါဒီကုတော်ကြောင့်ဒီတီလကြောင့်ဒီဘာဝနာကြောင့်ဒီလိုဖြစ်တာပါသတိဖြင့်ပြောကြမှာပေါ့စာတေမှာတော့အဲ့လောက်ဒီအရှိကြီးတော့မပါဘူးဒါမှပြောမယ်ထင်တာပဲ အာကျွန်တော်ကလူဘဝတုန်းကဘလို့ပဲလူလေးတွေလှုပ်ခိလိုက်လို့ဘလို့ဖြစ်တာဗာညာပြောကြမှာပဲရှိကြီးအဲ့ဒါနဲ့တခြားတယောက်စကားတယောက်နဲ့နတ်ပြည်မှလေးကြားတော့အဲ့ဒါဆိုရင်ဖယားပွင့်နေပြီသွားကြမေးအဲ့ဒီဖယားကသွားဖူးကြမေးအဲ့ဒီတော့မှအတိတ်ကတခုခုကြောင့်ဘာသာရှားတူတယောက်ဝေလွန်သွားလို့နတ်ပြည်တော်မှာနတ်ပြည်နတ်သားဘဝနဲ့ဗုဒ္ဓဘာသာဖြစ်တာ နတ်သမီးဘဝနဲ့ဗုဒ္ဓဘာသာပြန်ဖြစ်တာဘာဖြစ်လို့ကိုယ်သူရင်းကတကောအယောင်ဝါးတွေထွက်တော့အဲ့ဒါလိုချင်လို့တတ်မဲ့လို့လိုချင်တတ်မဲ့တော့အဲ့ဒီမှာဘုရားစီရောက်တာဖို့တရားနာဖို့အဲ့ဒါနဲ့တို့တွေကလေဘုရားရှင်စီကတရားတွေနာကြားရပြီးတော့ဒါ နတ္တနတ္တမိဘဝနဲ့ဒိဋ္ဌိတွေပြုတ်ကြသောဒါပံသကရကံအနာကံတွေဖြစ်ကြအတိတိတို့ဖြစ်ကြမှန်ပဲဒါကြောင့်ယောဂီအပေါင်းတို့ကောင်းတို့ရဲ့ပြုလုပ်လိုက်တဲ့ဓာဏဟာဘလောက်တန်ဖို့ကြီးတလေးလို့မေးရင်လက်ပြီးတော့ရောက်သွားရင်တောင်မှ သူများထက်သာလိမ့်မယ်သူများထက်သာလိမ့်မယ်ဆိုတာယုတ်ကြည်တော့ဝမ်းမြောက်ဝမ်းသာဖြစ်ကြပါ